ေအောက်ကိုလေအာရေငုံနိုင်တဲ့လူတွေရေကူးတတ်တဲ့လူတွေဆိုပို့ပြီးတော့ကြည့်ရပို့မှိုက်တယ်ပို့ကရေမကူးတော့ဒါပေမဲ့ကိုကတဘာဝကိုလည်းကြိုက်တယ်အရန်လည်းကြည့်ချင်တော့ရေမကူးတတ်ပေမဲ့တော်တော်ဆွတ်ဆွတ်ဆာဆာသွားခဲ့တယ်ကြည့်ခဲ့တယ်ကြည့်ပြီးလည်းပြန်မတက်ချင်တော့ဘောနော်ဆိုတော့ရေကူးတတ်အောင်စူးစမ်းပြီးထပ်သွားမယ်နောက်မှ ီဟိုတလုံးကဘုံတို့တကြံတော့ကကျွန်းလေးသွားတာဘုံတို့သွားခဲ့ကြွားနိုင်ခုကျွန်းမှာအဓိကတော့ဘုံတို့ဘုံတို့ချေရတဲ့ခင်လေးနယ်ပေါ့နော်သူကဒီလိုင်းကူကျွန်းမှာမှာဒီဒီဘက်မှာ Sea Lover Beach ဆိုပြီးတော့သူကအဲဟိုပါပေါ့နော်အလုပ်လေးတစ်ခုလုပ်နေတာဖြစ်တဲ့တကူသူ့ကျွန်းကိုလုံးဝကိုလည်းတစ်ခါမှမရဘူးဆိုတော့သူ့ကိုလည်းသူ့ကျွန်းအကြောင်းလေးလည်းအားပေးရင်းနဲ့ အဲသူ့လည်းအားပေးရင်းနဲ့ပေါ့နော်သွားမယ်ဆိုပြီးတော့ဒီတကြံမှာစီစဉ်လိုက်တာပေါ့နော်ပြီးစင်ရလဲဘုန်းတို့ဆက်ရဲကြာခဲ့တော့ကျွန်းကိုလည်းတော်တော်နှန်းနှန်းဆက်ဆက်လဲအဲပတ်ခင်ရတယ်ပျော်လဲအရင်ပျော်ခဲ့ရတယ်အဟာဘလို့ခံစားလဲဆိုတော့ပေါ့ကငကိုရင်းကပေါ့ကသဘာဝကိုချစ်တယ်လို့ပေါ့နော်ဆိုတော့ဒီကော့တောင်းမှာလဲပုံတခြားကျွန်းတွေလဲရောက်ရောက်ဘူးတယ်အဲသုံးနေ့ခါလာဘုန်းတို့ကော့တောင်းရောက်ဘူးတယ်ပေါ့ခြားကျွန်းတွေလဲရောက်ဘူးတယ် ျွန်းတွေအကုန်လုံးကတယောက်တစ်မျိုးဟိုတချွန်းနဲ့တချွန်းမတူပေါ့နော်ခံစားရတဲ့ fight လေးတွေအပေါ့နော်အဲတချို့ကျွန်းတွေကကြာတကယ်တော့လာစုပြီပေါ့အခု PK တို့ကျွန်းလေးကကြာတော့သူကလုံးဝကျိုးဆိုရအရသာပူရတယ်တချို့ကျွန်းတွေကကြာတော့ကျွန်းကကြီးတော့တော့ အဲကန်းချင်လိုမျိုးပုံစံမျိုးဖြစ်သွားတာပေါ့เนาะခံစားကန်းချင်မျိုးဖြစ်သွားတယ်နောက်ပြီးတော့ဒီဒီ luxury vibe တွေရတယ်ဒီကင်တို့ဂျွန်တာအားမျိုးမဟုတ်လုံးဝသဘာဝသဘာဝစစ်စစ်ကိုပေးတယ်ပြီးတော့သူ့ဂျွန်ရဲ့ပုံစံအဝေးအကြည့်သူ့ဂျွန်ကိုတိကျမမြင်အောင်အပြင်နေပဲမြင်ရတယ် အနားကိုဒီဘုတ်ကကတ်သွားမှသူ့ကျွန်းဝင်ရတဲ့အပေါက်ကလေးပေါ်လာတကျွန်းရှိမှလည်းဒီကျွန်းပေါ်တက်ဖို့ဘောဒရအစာမထုတ်ထားဘူးလုံးဝမမြင်ရအကောဝတ်နေတာပေါ့နော်အဲ့ဘုတ်ကလေးစိုက်သွားပြီးမှအဲ့လိုတစ်ပင်နေကြနေပြီးကျွန်းလေးဝင်တဲ့အပေါက်ကလေးရောက်လာပြီးွားရင်ကျွန်းလေးဝင်သွားရင်လည်းတော့ကျွန်းတစ်ခုလုံးကလုံးဝဘာတစ်ပင်မှမခုတ်ထားမင်းနဲ့တစ်ပင်တွေကလုံးထားထားတော့ကွာလုံးဝဒီကဲကျုံလေးပုံမှာရောက်နေခန်းစားချက်ပေါ့နော်အဲတဘာဝအရသာလေးပေါ့ပြီးွားရင်ကိုတဲတဲ့ဟာလေးရဲ့ရှေလေးကိုထွက်လိုက်တာနဲ့ ပင်လယ်ရေကိုမြင်နေရပြီပင်လယ်ထဲမှာဆင်းစော်လို့ရပြီပြီးွားရင်တခြားကျွန်းတွေဘုံတို့သွားခဲ့တော့ကြတော့ကွာဒီရေအောက်ကိုကြည့်ချင်နေဆိုရင်ဘုတ်တွေနဲ့ဘုံကသွားရတယ်အဲအထုပ်တွေထည့်ဘုတ်တွေပေါ်တက်ပြီးတော့မှသွားကြည့်ပြီးမှရောက်တဲ့နေရာမှာခုံစိမ့်ပြီးကြည့်ရတာ အဲ့သူတို့ဂျုံကကြအဲ့လိုမဟုတ်ဘူးကိုဂျုံရှေ့ပြင်မဲ့နည်းနည်းလေးသွားလိုက်တာနဲ့နည်းနည်းလေးလှမ်းနေနေရပြီသွားလိုက်တာနဲ့အောက်မှာအကုန်မြင်နေရပြီအရန်လာတဲ့အလှပါတွေငါးတွေအဲဒီလိုကြောက်ခတ်တွေအကုန်မြင်နေရပြီဆိုတော့လေအဲတကူးတကဘာမှမရှိတော့ဒီဂျုံထဲမှာနေပြီးွားရင် အာညဆိုလက်လက်ဆက်ဆက်အပင်လဲစားတွေစားပေါ့နော်အပြီးွားရင် ကျုံးမာလဲဒီရေရေထွက်တာခေါ်တာပေါ့နော်ရေအကောင်းထွက်တာဖြစ်တဲ့အတွက်ကျုံးအထွက်တဲ့ရေကလည်းတောင်ကျရေအာပြီးွားရင် ရေကူးပြီးွားတဲ့အကျုံးအထွက်တဲ့တောင်ကျရေလေးကလည်းအေးစိမ့်ပြီးတော့လေအာချိုးလိုက်ရင်ကလန်ဝါဆိုတော့တော်တော်ပျော်ခဲ့တယ်အာပြင်းချိန်မရခဲ့ဘူးပေါ့နော်ဆယ်ရက်တောင်မှာ အအရင်ရခဲ့တယ်။ဟိုကတနေ့တနေ့ဒီပင်လေအယောင်တွေအချိန်နဲ့မျှပေါ့နော်မတူပြောင်းလဲသွားတဲ့အယောင်တွေကောင်းကင်တွေပြောင်းလဲသွားတဲ့ဟာလေးတွေဟိုကလည်းငွေဝါသနာပါတော့ထိုင်ကြည့်ရအောင်နော်ထိုင်ကြည့်ပြီးအဲ့လိုမျိုး အာကိုသဘောကျခဲ့တဲ့အရာတွေပေါ့နော်ပင်မယ်ကပေးတဲ့ဟိုဘယ်လိုပြောရမလဲမြင်ရတဲ့ fashion ရတာတွေအများကြီးရခဲ့တယ်ကို့အတွက်တော့ inspire ရတယ်အများကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီကျိုးလေးကိုသွားရှင်ရောဘလို့စီကင်းနဲ့သွားလို့ရတယ်ဆိုတော့ပြောပြပါဦးအဲလောလောဆယ်ကဒီနှစ်ထဲမှာတော့ကိကင်ကျုံကဒီယူရီးယားဘက်ကဧည့်သည်တွေပဲဒေးထွင်အများဆုံးလာတာပေါ့။ညာအိတ်တော့လက်မခံသေးဘူးပေါ့။နောက်နေ့ဆိုရင်တော့ကျွန်းရသည်ဖွင့်တော့ဒီမမာဒီဘက်ကဧည့်သည်တွေလည်းသူ ိုတဲလို့ရပြီပေါ့เนาะဆိုတော့နောက်နေ့ဆိုရင်တော့တွားလို့ရပြီကျွန်းကိုတွားကျင်တော့ဒီခေါတောင်းထိဘယင်စီးတွားပြီးခေါတောင်းကနေကျွန်းကိုဘုတ်ကတနာီခွဲလောက်စီးလိုက်တာ ਨੇ ခင်ခင်တို့ကျွန်းကိုရောက်သွားပြီဆိုတော့အရန်သာရပါတယ်အာဘာလို့ကန်ကောက်ကဖူကတ်တွေပါတွားတော့မှာလဲเนาะပုံဝင်ဆိုဖူကတ်တို့ပါတော့ကန်ကောက်မှာတခြား ဒီဝါဟင်းတို့ပုံရောက်ခူးပါတယ်အားလုံးလေဒါပေမဲ့အဲ့လိုဒီလိုမျိုးတကယ်ကိုကျိုးရတာ vibe စစ်ကိုလုံးဝမရခင်ဘောเนาะနောက်ဆုံးအာပုံတော့ဘောတိုက်တို့ပါလို့ပုံရောက်ခဲ့ပါတယ်အဲအဲ့ဒါကလည်းအဲ့ရတာတစ်မျိုးပေါ့เนาะ PK တို့ကျိုးကလည်းကျိုးရတာတစ်မျိုးပဲဒါပေမဲ့ပုံအရန်ကြိုက်ဒီကျောင်းမှာဘယ်လိုပြောမလဲအရန်လာတဲ့အဲ့လိုပေါင်နာမုံလို့ဖွင်းနေတဲ့တဲတွေလည်းရှိတယ်။နောက်ကျက်စလစ်ရောင်စုံလေးတွေရှိတယ်။နောက်ပြီး ကြောက်ခဲတယ်မဲတူးနေကြောက်ခဲမျိုးကြီးရေအကြီးကြီးရေပေါ့နော်ကြောက်ဖြာကြီးရေလို့ကြောက်ခဲကြီးရေလည်းရှိရဲနောက်အဲ့လိုသိရွက်တွေကလေအဝါရောင်တွေလိမ္မော်ရောင်တွေအဲ့လိုပေါက်နေတဲ့သိရွက်တွေပေါက်နေတဲ့အပင်တွေပေါ့နော်အဲ့လိုအပင်တွေရှိရဲအပင်အုပ်တွေတန်းတွေရှိတယ်အာဘယ်လိုပြောမလဲကြီးစရာတွေလှတဲ့နေရာတွေအများကြီးရှိရဲတို့ကျော်မှာရေအောက်ကိုလေအာရေငုံနိုင်တဲ့လူတွေရေကူးတတ်တဲ့လူတွေဆိုပို့ပြီးတော့ကြည့်ရပို့မိုက်တယ်ပေါ့ကရေမကူးတော့ဒါပေမဲ့ ကိုကတဘာဝကိုလည်းကြိုက်တယ်အရန်လည်းကြည့်ချင်တော့ရေမကူးတက်ပေမဲ့တော်တော်ဆွဆွဆာဆာသွားခဲ့တယ်ကြည့်ခဲ့တယ်ကြည့်ပြီးလည်းပြန်မတက်ချင်တော့ဘောနော်ဆိုတော့ရေကူးတက်အောင်စူးစမ်းပြီးထပ်သွားမယ်နောက်နဲ့